ရှမ်းမြောက်တန်ရမျိုးရှိနေတဲ့ကုမှာပွားကွဲမှုဖြစ်ပွားပြီးဒေသခံမျိုးသားတုံးကိုထိမှန်တန်ရရခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဧပြီ30ရက်နေ့လယ်7နိုင်ဝန်းကျင်မှာရက်ွက်နှစ်မှာရှိတဲ့နေတဲ့ကုမှာပွားကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးအင်ခန်ငားနေတဲ့အလုတ္တမတုံးကိုထိခိုက်တန်ရခဲ့ကနေလည်းဖျက်ဆီးခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိသူမျိုးသားတို့ကရှေ့ပြည်မျိုးကိုပြောပါတယ်။ဒီနေ့ရမှာပဲပေါက်ကွဲတာပေါက်ကွဲတာတော့ တော်တော်ပြင်းတယ်တော်တော်ပြင်းတယ်ပေါက်ခွဲတာတမျိုးလုံးကိုတုံသွားတာဘာလဲတော့မသိခွဲတာတော့သူတို့ကဒီငါးမိုင်းခွဲတဲ့ရမ်းနေပါလေလောင်ထားတာလောင်ထားတာကနေဖြစ်တာလို့တော့အကြမ်းမသိရတယ်သမီးရဲ့တူလောင်ထားတဲ့ရမ်းငွေတွေကသစင်ပကွက်မှုဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပြီးရှင်မီကအတိအချာတည်ပြနေခြင်းရှိသေးပါဘူး လက်ရှိမှာဒဏ်ရာထားတဲ့လူတွေကိုတယံဖြစ်သူစီအောင်တို့ပို့ဆောင်တာပြီးဒဏ်ရာတဲ့သူတွေရဲ့အချက်အလက်သစ်စစ်ကိုတော့သိရသေးပါဘူး။တယံမြို့နယ်မှာစစ်ကောင်စီရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ WhatsApp UWSA တို့တွာလာလှုပ်ရှားတဲ့အနေမျိုးဖြစ်ပါတယ်ခင်ဗျာ။